န်းတာပေါ့ဟိုဟာကလေးပြိတ်သက်ရဖို့ဆိုတာအရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကရုပ်ရှင်တိတ်ပြီးတော့လည်းမကြည့်ကြဘူးကြည့်ရတာရ limit ဖြစ်တယ်ပေါ့နော်သူတို့စီကအကြိုက်ခံရဖို့ဆိုတာအရန်စူးစမ်းရတယ်ပြီးတော့ကလေးတွေသူတို့မှဘာမှုလို့ညာမှုလို့ကြိုက်တာမရှိဘူးသူတို့ကသူတို့ကြိုက်တယ်ဆိုသူတို့တကယ်ချစ်လို့ကြိုက်ကြိုက်ကြအများတော့ကလေးပြိတ်သက်ရတယ်ဆိုတော့ဇနီးအတွက်ဒါမန်တိုင်းပြောရရင်ဂိုယူစရာတစ်ခုပါပဲဟုတ် အရင်နှစ်ကစဝင်ဖြစ်တာတရားစခန်းဝင်လာရင်ဒီတကယ်တရားရရမရရဆက်လေအေဂျင့်နဲ့စိတ်တစ်ခုဖြစ်တယ်ပေါ့နော်ဇနီးတို့ဒီအနုပညာလောကဆိုပို့ပြီးတော့ဒါဝင်တဲ့နယ်ပေါ့ဇနီးတို့မှာစိတ်ထွက်ပေါက်လေးကလိုအပ်တယ်အဲ့တော့ကြောင့်တရားစခန်းကတော့ဝင်ဖြစ်ပါတယ်ဘာလည်းမဟုတ်ဘူးပေါ့နော်စိတ်ထွက်ပေါက်လေးစိတ်ငြိမ်းချမ်းမှုလေးရအောင်ပေါ့ဒီတစ်ခါ session မိုင်းတော့မှာဝင်ဖြစ်တာကတော့တကယ်ကိုဟိုအမှန်တမ်းပြောရရင်ငြိမ်းချမ်းမှုအပြင်ဇနီးနေနဲ့အသိဉာဏ်တစ်ခုလည်းရသွားပါပေါ့နော်အဲ့အားလေးကတော့အကျိုးကျေးဇူးရှိတယ် အာဗလာစာအုပ်ကဂျန်နီရဲ့ဒါ debut series ပေါ့ပထမအဆုံးပွဲဥထက် series လေးပေါ့ပြီးတော့ဒီဟာလေးကိုဂျန်နီတေချာလေးကို casting လေးဝင်ပြီးတော့ရွေးချယ်ခံခဲ့ရတာဆိုတော့ဂျန်နီအတွက်အမှတ်တရလည်းအဲရှိသလိုဂျန်နီအရန်တက်မိုးထားရတဲ့ series လေးတွေပါပါတယ် ဓိကတော့ casting ဝင်တဲ့ဟာမှာတော့အမှတ်တရရှိရပါတော့ casting ဝင်တဲ့ခါမှာ Jenny ရဲ့ character Jenny ပြန်ရတဲ့ character တစ်ခုက Sammy character နဲ့ Ninsack character ပေါ့နော်အမှ Ninsack character ကို Jenny ကိုကြောက်တဲ့အခါနောက်ဆုံးအခန်းကိုလှုပ်ခိုင်းတာလှုပ်ခိုင်းတော့မှန်တယ်ပြောအဲ့ဟာမလှုပ်ချင်ဘူးဒါတော့လည်းမပါဘူးပေါ့နော်ငါငိုပဲငိုပြရမှာပေါ့နင်းဆက်ကာရီတာတိတ်မလှုပ်ချင်ဘူးဆိုပြီးတော့စိတ်ထဲမှာဖြစ်နေရဒါပေမဲ့ဆဆချင်းမှာဂျန်နီကိုနင်းဆက်ကာရီတာကိုလှုပ်ခိုင်းတော့အကုန်လုံးကရပြီတဲ့နင်းဆက်လှုပ်ပြီးရပြီတဲ့ဆက်မနီမလှုပ်နဲ့တော့ဆို အဲ့လိုငါမရွေးတော့လားမသိမကြိုက်လို့ပဲဆက်မလုပ်ခိုင်းရလားမသိဘူးပေါ့အဲ့ဒါနဲ့ကိုကအိမ်ရောက်ပြီးတော့ကိုကကိုပဲလုံးဆက်ချက်လုံးနေတဲ့အချိန်မှာညီမလေးရဲ့နှင်းဆက်ကာရိုက်တာကိုကြိုက်ကြလို့ပေါ့နော်အဲ့ဒါညီမလေးတရုပ်ဆောင်ပြီးရတယ်နှင်းဆက်နဲ့လိုက်တယ်ဆိုပြီးတော့တခါလေးရွေးလိုက်လို့အဲ့ဒါဘာမှမပြောတော့အားနှင်းဆက်ကာရိုက်တာလေးရရတယ်နော်ဆိုတော့ဩ okay ဆိုပြီးရမှရိုက်ဖြစ်သွားတယ် မတရားတော့ဒါကျွန်တော်ကဒါနေနဲ့ညပြောင်းပြန်ရရပါဘောเนาะနောက်လျှောက်ရရတဲ့တစ်လျှောက်လုံးကညတွေမှာပဲရရဖြစ်တဲ့အတွက်ကြောင့်နေနဲ့ညတော့ပြောင်းပြန်လေးဖြစ်ခဲ့တယ်အဲဒီတော့ကဆိုရင်ရုပ်တွေလည်းတကယ်ကိုပေါ့เนาะကျွန်တော်မိတ်ကပ်မလို့မျက်သွင်းတွေတကယ်ကျပြီးတော့ weight တွေတကယ်ကျပြီးအဲ့လိုမျိုးဂျုံဂျုံကျပြီးရိုက်ခဲ့ရတာပေါ့เนาะပြီးတော့အမတရားတော့အင်ချီတစုံနဲ့နဲ့တကားလုံးပြီးသွားတာပေါ့เนาะတွက်ချိကြိုက်တဲ့ကားလေးပါဟုတ်ဟုတ်ဟုတ်ဘာမှမကုန်လိုက်ဘူးဟုတ် ဲ့လိုတော့မမြင်ထားဘောပြီးတော့ပထမအဦးဆုံး series ဖြစ်တဲ့အတွက်ကြောင့်တွေးကြုံလည်းမရှိတော့ကိုယ်အနေနဲ့အဲ့အားတွေတိတ်မတွေးဖြစ်ဘူးပေါ့နော်အော်ရရင်တည်းမှာအော်ဟုတ်သားပဲဒီစာအုပ်ထဲဝင်သွားတော့ဒီအိမ်စုံနဲ့ပဲပြီးသွားမှာပေါ့နော်အဲသုံးစုံလေးစုံလောက်တော့လဲပါတယ်ဒါပေမဲ့တကယ် main ဟာဒီအိမ်ကြီးနဲ့ပဲဖြစ်နေတာပေါ့နော်ဟုတ်အဲ့ဒါကတော့ကျွန်တော်တို့ MRG4 ဒီ Canal Plus ဘက်ကနေ stylist team ရှိရပေါ့နော်သူတို့ကပဲ season ပေးရပါအင်ဂျီဝတ်စာက တ်တယ်အဲ့မှာတော့ဘာမှကျွန်တော်လှကွင်းလည်းမရှိဘူးအဲပြင်ကွင်းလည်းမရှိဘူးစင်ကွင်းလည်းမရှိဘူးအဓိကကျောင်းသူကျောင်းသားတွေကြောက်နေရမယ်လန့်နေရမယ်ပေါ့နော်ဟုတ်ဟုတ် အဗလာစာအုံလေးကအခုပြန်ကြည့်ကြည့်ရတဲ့အချိန်မှာဂျန်နီးနေနေလိုအပ်ချက်တွေကတော့အများကြီးရှိရပါဘောပထမဦးဆုံးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဟိုကတော့ကိုကတော့ပြင်ပြင်လုပ်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းအခုနည်းနည်းနောက်ပိုင်းတရုတ်ဆောင်ပုံလေးနည်းနည်းပို့ပြီးတော့တည်လာတဲ့အချိန်မှာပြန်ကြည့်ရတဲ့အချိန်မှာတော့ကိုရဲ့တရုတ်ဆောင်မှုလေးရလိုအပ်ချက်ရှိနေသေးပေမဲ့အဲတကယ်အဲ့ဟိုကတကယ်ကိုတဲ့ရင်တတလောက်ကိုအစွမ်းကုန်ထုတ်ပြီးတော့စူးစမ်းခဲ့ရတဲ့ series လေးအပြီးတော့အားလုံးအားလုံးဂျန်နီးအဲ့မှာပါဝင်တဲ့အဲဂျန်နီးရဲ့ cast တွေတခြား cast တွေအားလုံးနဲ့လည်းတကယ်ကိုအခုချိန်ထိ friendship တစ်ခုတည်ဆောက်ထားနိုင်ကြတော့အမှတ်တရအရင်ကြည့်ပြီးတမိုးရှိတဲ့ဇလ န်းသွဲလေးပါအနောက်တော့ကြည့်ပြတယ်ဟုတ်အဂျန်နီကကြည့်ပြတာပေါ့ကိုယ့်ရဲ့အရင် series အရင်ပြအောင်ကလည်းကြည့်ပြတယ်အဲအခုနောက်တစ်ခါထပ်ပြရောလည်းပြောရရင်မကြည့်ရင်တောင်ဂျန်နီ TikTok မှာပေါ်ပေါ်လာရယ်ပေါ့အဲ့ဒါလေးကလည်းဝမ်းသာစရာလေးပါဟုတ်အဒီကားလေးကတော့အမှန်တမ်းပြောရရင်ကလေးပြိတက်လေးပိုရလာပေါ့နော်အားလုံးကလည်းပြောရရင်ကိုရီးယားရိုင်းနေရောမကြောက်မကြောက်ဘူးပေါ့နော်ဒါပေမဲ့လာပြီးလာရဲ့ feedback တွေကမြန်မာတရေကားတွေမှာတော်တော်ကြောက်ဖို့ကောင်းတယ်ဆိုတော့ ာဟုတ်လားဗောအဲ့လောက်အောင်ဖြစ်သွားလားဗောနော်ပြီးတော့ကလေးတွေဆိုအခုဆိုအပြင်မှာတွေ့ရင်ကလေးလေးတွေကမမနင်းဆက်မမနင်းဆက်ဆိုပြီးတော့လာပြောကြတယ်လိုက်ချိုတောင်ပြောက်သွားတယ်အခုနင်းဆက်နင်းဆက်ကိုလာပြီးတော့ပြောကြတယ်ဗောနော်အဲ့ဆိုတော့ပျော်တယ်မှတ်တရလည်းဖြစ်ပါတယ်ပြီးတော့ကလေးပြိတက်လေးဆိုတာကျန်ဒီအရန်လိုချင်တာဗောနော်အဲ့တော့ကလေးပြိတက်လေးရလာတဲ့အတွက်ကြောင့်လည်းပြောပါတယ် ုံကလေရိုက်နေအောင်ဆိုတော့မကြောက်ဘူးတကယ်မကြောက်ခဲ့啊ဟိုဟိုငါတို့တရေကကြောက်ရောကြောက်ဖို့ကောင်းရဲ့လားဆိုအဖေခွေပဲခွေနေအကုန်လုံးကလေတငယ်ချင်းတို့ဖြစ်သွားဒါပေမဲ့တကယ်တမ်းပြန်ထွက်ကြည့်ရဲ့အချိန်မှာဒီ lighting နေပြီးတော့ sound effect တွေနဲ့အကုန်လုံးပေါင်းလိုက်တဲ့အချိန်မှာတော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ် ဝမ်းသာဗောဟိုဟာကလေးပြိတ်သက်ရဖို့ဆိုတာအရန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့ကလေးတွေကရုပ်ရှင်တိတ်ပြီးတော့လည်းမကြည့်ကြဘူးကြည့်ရကရ limit ဖြစ်တယ်ပေါ့နော်သူတို့စီကအကြိုက်ခံရဖို့ဆိုတာအရန်စူးစမ်းရတယ်ပြီးတော့ကလေးတွေသူတို့မှာဘာမှုလို့ညာမှုလို့ကြိုက်တာမရှိဘူးသူတို့ကသူတို့ကြိုက်တယ်ဆိုသူတို့တကယ်ချစ်လို့ကြိုက်ကြိုက်ကြအများတော့ကလေးပြိတ်သက်ရတယ်ဆိုတော့ဂျနီးအတွက်ဒါမန်တိုင်းပြောရရင်ဂိုယူစရာတစ်ခုပါပဲဟုတ် ဗလာစာအုပ်ကတော့အရင်တစ်ခေါက်ကြည့်ကြရချင်းဒီမှာတဖြည်းဖြည်းပေါ့လူဆိုတာအတွေ့အကြုံအရအများကြီးပို့ပြီးတော့တိုးတက်ကောင်းမွန်ပြောင်းလဲလာလေးရှိရောဂျန်နီနေနဲ့လည်းအဲ့ရုံကတော့အကောင်းဆုံးလုပ်ခဲ့တယ်ဒါပေမဲ့အဲ့အကောင်းဆုံးဆိုတဲ့အချိန်မှာဂျန်နီလိုအပ်ချက်လေးတွေ့တယ်အော်အော်အဲ့ရုံကလည်းငါလိုအပ်ချက်ရှိရဲ့အလျောက်ငါစူးစမ်းခဲ့တယ်အခုချိန်မှာလည်းဂျန်နီလိုအပ်ချက်တွေရှိအောင်မယ်အဲ့တော့ဒီဟာကိုလည်းကိုကိုကိုအခုချိန်မှာအကောင်းဆုံးလုပ်ချင်တဲ့ဟာတွေကနောက်တစ်ချိန်ပြန်ကြည့်ရင်ဂျန်နီလိုအပ်ချက်ရှိနေအောင်မှာပဲအဲ့တော့ဘယ်ချိန်ကြည့်ကြည့် အာဘလို့ဖြစ်ဖြစ်ဂျနီဟိုမှာလိုအပ်ချက်ရှိခဲ့တယ်ဘလာဆောင်းမှာလိုအပ်ချက်ရှိခဲ့ရဆိုမှဂျနီနောင်နာမရအောင်ဂျနီအကောင်းဆုံးပေးခဲ့ရဆိုတော့ကိုအတိဆုံးပေါ့နော်အဲ့လိုစိတ်လေးနဲ့ပဲငါအမြဲစူးစမ်းမယ်ဆိုရဲစိတ်လေးဖြစ်ပါတယ်မအောင်မြင်သေးပါဘူးစူးစမ်းစဲပါအခုချိန်ကြီးလည်းစူးစမ်းစဲပါအခုချိန်ကြီးလည်းမအောင်မြင်သေးပါဘူးဒါပေမဲ့အများကြီးအတိမတ်ပြူလာကြရလေးတွေ့ရော်လဲအဲဝမ်းသာပါတယ်ကိုကိုကိုလည်းဆက်ပြီးတော့သွားဖို့ motivation ရတာပေါ့နော် အများကြီးပေါ့အများကြီးပေါ့အဲ့တော့ကလွန်ခဲ့တဲ့၃နှစ်ကဆိုတော့လေတရုတ်ဆောင်ပိုင်းရောအော်ဒီရုပ်ပိုင်းဆိုင်ရာတွေရောဒီစကားပြောရဲ့ပိုင်းမာတွေရောအများကြီးလိုအပ်ချက်ရှိရယ်ပေါ့နော်အခုကတော့အဲအရင်ရဆက်ဆိုင်နည်းနည်းပို့ပြီးကောင်းလာပါတယ်ဟုတ်အဲတရားစခန်းကတော့မန္တလေးပြောရရင်ဒါလူတိုင်းလိုအပ်တယ်ပေါ့နော်တရားစခန်းဝင်ရင် အရင်နှစ်ကစဝင်ဖြစ်တာတရားစခန်းဝင်လာရင်ဒီတကယ်တရားရရမရရဆက်လီအေဂျင့်နဲ့စိတ်တစ်ခုဖြစ်တယ်ပေါ့နော်ဇနီးတို့ဒီအနုပညာလောကဆိုပို့ပြီးတော့ဒါဝင်တဲ့နယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နေစဉ်ဘဝဇနီးတို့ကဘာမှဘာပြဿနာမှဘာ drama မှမရှိဘူးဆိုတာပြိတ္တတွေနဲ့တွေ့ရတယ်အများတန်းတစ်ခါလေကိုယ့်ဘက်ကစိတ်ညစ်နေတာပြိတ္တနဲ့တွေ့ရင်အာမင်္ဂလာပါဆိုပြီးပြုံးပြော့နေရတာပေါ့နော်ဇနီးတို့မှာစိတ်ထွက်ပေါက်လေးကလိုအပ်တယ်အဲ့တော့ကြောင့်တရားစခန်းကတော့ဝင်ဖြစ်ပါတယ်ဘာရယ်မဟုတ်ဘူးပေါ့နော် စိတ်ထွက်ပေါက်လေးစိတ်ငြိမ်းချမ်းမှုလေးရအောင်ပေါ့ဒီတစ်ခါ session မှာတော့မှာဝင်ဖြစ်တာကတော့တကယ်ကို ဟိုမှန်တမ်းပြောရရင်ငြိမ်းချမ်းမှုအပြင်ဇာတိငင်းနဲ့အသိဉာဏ်တစ်ခုလည်းရသွားပါဘောเนาะအဲ့အားလေးကတော့အကျိုးကျေးဇူးရှိပါတယ်ဟုတ်အာကိုမကဝင်ဖို့တော့အရင်လောက်တာပေါ့ပြောရင်ပြောရင်တကယ်ချင်းနေရာလဲဝင်ချင်းနေဆိုဥလိုက်ကြီးဖြစ်သွားပေါ့၄ရောက်တကယ်ချင်း၄ရောက်တူတူဝင်ဖြစ်တာပါ မပူလောင်ပါဘူးမပူလောင်ပါဘူးအဲပူလောင်ကတော့ဒီနေ့စဉ်နဲ့အမျှတော့ထိပ်ပစ်သွားလာနေရတဲ့အတွက်ကြောင့်အပူလေးရတော့ရှိတာပေါ့နော်ရာစကန်ဝင်ပြီးရဲ့အချိန်မှာစိတ်ဖြည်နိုင်လာပေါ့နော်ပို့ပြီးတော့ဝိပဿနာတရားနဲ့ပို့ပြီးတော့စိတ်ဖြည်လာနိုင်တာကိုလည်းကိုကိုကိုမြင်ရပါတယ် ပါတယ်ဒါနိုင်ငံတကာပွဲတော်မှာလည်းရုပ်ရှင်စုလေးရထားပါเนาะဒါကတော့ဟိုလွန်ခဲ့တဲ့ကျွန်တော်နှစ်နှစ်သုံးနှစ်ကဒီပြကြရေရထားတဲ့စုလေးပေါ့အဲအားကြောင့်အများစမ်းနဲ့ဂုဏ်ယူရတယ်အဲစုရရမရရဂုဏ်ယူနေရတဲ့ကားလေးပါဟုတ်ဟုတ်ဟုတ်အပရိတ်ကြီးအားလုံးလည်းဗလာစာအုပ်ဇလန်းခွဲလေးကိုအပိရဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါရတယ်။အဲဂျန်နီလည်းနောက်အမှုပညာလုပ်ငန်းရင်လည်းဆက်လုပ်ဖို့ရှိရတဲ့အတွက်ကြောင့်အဲမြေဂျန်နီကိုတွေ့ရရင်လည်းအပိစားပါအောင်လို့ပြောချင်ပါတယ်ရှင်။